size ဟာကိတ်မုတ်ရေးသားထားတဲ့ဓာတ်ဝိတုများအလယ်မှာဆိုရဲဝိတုတို့ဖက်ပြမှာဖြစ်ပါတယ်။နားစင်မိကြပါအောင်ခင်ဗျာ။ဓာတ်ဝိတုများအလယ်မှာကဘာမြေကြီးသည်ဈိုင်းခွက်ပေါင်းများစွာဖြင့်ဖွဲ့စည်းထား၏။အချို့ဈိုင်းခွက်များသည်အရင်များဖြင့်ပြည့်ဖြည့်ဝင်ပြည့်ရှံနေကြပေမဲ့အချို့ဈိုင်းခွက်များသည်ဓာတ်ဝိတုတို့ဖြင့်မတော်မတရားမှုမောင်းနေကြပြီ။အချို့ချို့သောဈိုင်းခွက်များကမြည်သူသောအရာဖြစ်ဖြစ်မပြည့်သေးအပေါင်များနှင့်ဈိုင်းခွက်နေမည် လိဟာနေမြေတာမိတို့ပင်ဖြစ်ဖြစ်မပြည့်နိုင်ပဲလိဟာတတ်သောသဘောတဘာဝရှိသည့်စိတ်တို့သည်လည်းထိုနည်း၎င်းဖြစ်ပေသည် မွေးနေတဲ့ပလောင်ငူကိုကောင်းလိုက်တယ်မောင်ရိပ်တန်းစားခြင်းဘာဒံပင်အောက်ကကုပိကလေးမှာတူးမတယောက်ထိုင်ငိုင်နေသည်ဒီဘာဒံပင်အောက်မှာတခြင်းကပျော်ရွှင်ခြင်းများကိုဘယ်သူမှဘယ်သူများခိုးယူသွားပါလိမ့်ပြောရှင်ချင်းကိုဖမ်းယူစားသုံးတတ်သောနှစ်တကူများသည့်လေကုဆောင်တဲ့အနှံများပြီလားဒုမအဖြစ်ရှာမရ တွင်းနေမိရင်နေစဉ်ကသူတို့ယုံကြည်ခဲ့ရသောပျော်ရွှင်ခြင်းနဲ့တမိကရောအတ္တနဲ့တက်မဲ့မှုကြီးရဲ့လားဟုသိချင်လာမိသည်ဒုမာသည်အမိအဖမဲ့ဘဝတွင် ရှန်ကုံကကြီးတော်လင်မယားဤဆောက်ရှောက်မှုနှင့်ကြီးပင်းခဲ့ရသည်တာတမိမထွန်းကားသောကြီးတော်လင်မယားသည်ဒုမာ၏မိဘများဖြစ်လာ၏ထို့ကြောင့်မင်းသူ၏ငယ်ဘဝလေးသည်ကြောက်တုံးချမ်းမှတစ်ပင်ငယ်ပမာအခိုင်အလက်များထူထွက်ခဲ့၏သူနေထိုင်ရာခြံဝန်းကျယ်ကြီးသည့်တစ်ပင်ပန်းမှန်များဖြင့် အေးချမ်းတာယာလာ၏အယောင်သွေးဆောင်ပန်းမွေများစီတို့ အတောင်အသွေးလှပသောလိပ်ပြာငယ်ကလေးများပြန်တန်းလာသည်ကိုကြည့်ပြီးတူမာသည်ပျော်ရွှင်ခရသည်ပြီးလင်မမြင်ဘူးသည့်တရေကိုကြောင်မီလော်လီလော်လန်တီကောင်များကိုကြောင်မီဘာဒမင်းအောက်ကဘာဒန်သီးတွေကိုထုခွဲဆောင်မီပျော်ရွှင်စရာကောင်းသောထိုကာလမှာအစာပြု၍တူမာဤကစားပေါ်မှာခင်မာကြည့်ပင်ဖြစ်၏ င်မာကြည်ဒီဒုမာတို့ဤအိမ်ဝင်းခြံကျဲကြီးဤညာဘက်အရှိမျက်နှာစာကတိုက်ကြီးပေါ်တွင်နေထိုင်သည်ဒုမာဤဒေးငယ်သည့်မျက်ညံတွင်ကောင်းစွာမျက်မိနေခဲ့သည်ကခင်မာကြီးအမိကဒုမာအပေါ်ထားသော မနစ်မြို့ခြင်းသောအကြည့်တွေအပြောတွေဖြစ်သည်ခင်မာကြီးကဒုမာကို သူတို့တိုက်အပေါ်တဲ့ခေါကတီးပြီးလိုက်ပြလိုက်ပြတိုင်းခင်မာကြီးသည် သူ့အမေ၏အဆုအပြောခံရမည်ပြီးလင်ရဲ့အနှဲငယ်ချသည့်အထိဒူးမာသည်ဗာဒံပင်အောင်တယောက်ထဲသာ ကစားရတော့မည်ခင်မကြီးသည်သူ့အမိမသိအောင်ပြန်တွေးကြလျင်သူဘယ်လိုလစ်ထွက်လာချောင်းကိုပြောကာသူတို့ရည်ကြမည်ဟဲ့မမိုးမိအောင်ကဘယ်လိုကာတွန်းလေးကမင်းသမီးကလေးကဘယ်လိုနှစ်သမီးလေးကဘယ်လိုကဲလိုက်တာဟုတူးမှမကြည့်ရသည့်ဇက်လန်းများကိုပြောလိမ့်မည်ထွေချင်းကလေးဘဝသည်စိတ်ညစ်ရိုးနားမလဲထို့ပြင်ဖြူစင်သော တွေ့တာမှုမှလွဲ၍တက်မှတ်မှုတွင်နေခဲ့သည် ထို့အတွက်ပင်ပါရင်ရိပ်သည့်အေးများ၏သူတို့၏ခြံဝန်းချေကြီးသည့်ကျင်းငယ်တံများနှင့်စိမ့်လန်းဆိုပြီးနေခဲ့၏တက္ကရာကသူတို့နှစ်ယောက်စိတ်ကောက်ချမီခဏကြာနေပြန်ခေါ်မီငါမွေးနေ့ဟဲ့ဟုနှစ်ယောက်သားလည်းမီပတ်မီ မုတ်တွေဝယ်စားကြမီထို့သောနှစ်ပင်နှစ်ပေါင်းများစွာသောမွေးတွေများသည့်ကုန်ဆုံးခဲ့၏သူမတက္ကသိုလ်ဒုတိယနှစ်တွင်မွေးစားအဖြစ်သည့်စီချိုယောဂ၏နောက်ဆက်တွဲဝေဒနာများကြောင့်တစ်နေ့ထက်တစ်နေ့မကျန်းမာမှဖြစ်လာ၏ သူဒုတိယနှစ်ဂုံသည့်အချိန်တွင်ပင်ဖိဖိကို သူတို့သားမိအပီးတိုင်းဆုံးရှုံးလိုက်ရသည်မုတ်ဆိုးမဘဝသို့ကုကေယာမဲရောက်လာသောအမေသည်လည်းတွေးပူနေပါလိမ့်မည်သူတို့သားမိကအဖေနောက်ဆုံးခင်းမှာဝမ်းနည်းပက်လက်ငိုချွေးရယုံမှအပါမရှိအနာသို့ရောက်လာသောချီဖမိုးကိုညော်တလင်းလင်းမော်ကြည့်မိတော့ခင်မကြီးအမေမင်းခင်မကြီးဒီသူ၏ဝမ်းနည်းမှုတွေကိုချွေးသိမ့်ပေးဖို့အသိရှိနေသလားပဲ ခင်မကြီးအပြုံးခက်ပြပြော့သည်ပူဆွေးမှုအချို့အတွက်ငင်းအေးစေသည်အခုလိုအချိန်အခါမျိုးတန်းတန်းတတတောင်းတတတ်သည်တစုံတဦး၏ပွေဖက်နှစ်သိမ့်ပေးမှုမျိုးသူရရှိသည်ခဏတာအတွက်တော့ဖြည့်သိမ့်နိုင်စွမ်းရှိလာ၏သို့သောတိတ်မကြသည့်အချိန်တွင်ပင်သူတို့မိသားစုနှစ်ခုအချင်းများဖို့အစာပြုလေပြီအဖေအချုပ်ဆိုင်လေးကိုပိတ်လိုက်ရသည်အမေဒီဝမ်းရဲ့အတွက်တန့်ငယ်အိမ်ဝန်းရှိတဲ့သို့ နဲ့အိမ်တောင်သုံးအိမ်တောင်စုသလိုအိမ်ငါးများထက်ထားပါတော့၏ဒူးမာဒီလည်းနောက်ဆုံးနှစ်အတန်းကိုအဝေးတင်ပြောင်းတက်ခါရဟကုံမင်းလင်းကောင်တာထိုင်ငွေခံငွေရှင်းစရင်ကင်အလုတ်အကူဖြင့်ရက်တရသည့်အထီးဖြစ်လာသည်အမေသည်အတုံးစိတ်စုမိအောင်ဆိုကအိမ်ငားများကိုမဆက်မပြဲထိုးထက်လာသည်အိမ်တန်းရရှေထဲတွင်ပင်သုံးအိမ်ထောင်ရှိပြီးအိမ်အပြင်အဖိချတဲလေးတွင်လည်းပေါ်လာတော့သည် ်သူအဖြစ်ကရှင်ကလေးကဆက်ဆံရေးအဆင်မပြေနိုင်တော့ဒေါ်တတင်မာတို့မိသားစုအတွက်တော့မကြည်လည်စရာသာဤရင်ဤဝန်းဒီသူတို့မြေသူတို့အပိုင်ပေမဲ့သူတို့ထံခွင့်တောင်းနေကြဤတို့ဤပုံမလုတ်တင်ကြပြောဆိုလာကြသည်ခင်မကြီးမာအမေဖြစ်သူနဲ့အဖေမောင်ညီမတို့အားလုံးဒီမကြည်မချမ်းနဲ့ရန်တွေ့ပြောများပြောကြလာခြင်း အမေဒီဒေါ်တင်နေမာတို့မိသားစုအားဂယုမဆိုင်လို့သာတုံ့ပြန်သည်အမေအပြောအရဤဝန်းဤအိမ်တန်းသည်ဒေါ်တင်နေမာတို့အလွတ်အကျွတ်မပိုင်ဆိုင်ဘူးဟူ၏တီထိုဆက်ယုံအဟောင်းကြီးကိုဒူးမာရုံငယ်စဉ်ကပင် ရှစ်မျက်နှာဆောင် ထိုးတိုက်မှခင်မာကြီးဤမိဘများကဝယ်ယူခဲ့သည်ပင်သို့တော်ငွေအပြည့်ပေးချေမှုမဖြစ်ခဲ့၍အယားအဝယ်ပြီးသည်ဟုအထာမမြောက်ခဲ့ထိုစဉ်ဆက်ယုံပိုင်ရှင်တို့မိသားစုသည် နိုင်ငံခြားသို့ ပြောင်းရွှေ့သွားကြသည်ထိုဆက်ယုံဟောင်းဝင်းထဲကတန်လျာနေအလုသမားကောင်းသည်တူးမာ၏ဝေးစားဖြစ်ပေပင်ထိုသဘောဖြင့်တူးမာတို့နေထိုင်မှုသည်မပြတ်မယွန်းဒီအတိုင်းရှိနေခဲ့ခြင်းသာဖြစ်၏အခြေတင်စကားများထဲတွင်ခင်မာကြီးမပါသည်ကိုပင် သူ့အတွက်စိတ်သက်သာရာရ၏သို့သောထိုသို့သောအဖြစ်တစ်နှစ်များကြာခင်မာကြီးကိုပင်တွေ့ရဖို့အရေးအဆင်ပြေနိုင်ပါတော့မလား သူစိုးရိမ်ထားသည့်အတိုင်းပင်အိမ်ဝန်းခြံကြီးထဲကအိမ်ကလေးအထွေဒေါက်တာမာဤတရားဆွဲဆိုချက်သည်စိုက်စိုက်မြဲမြဲရောက်လာခဲ့ပြီးရဲချင်းအခါကချင်းဆိုသလိုတက်တွေထုတ်ဆင့်တိုက်ဆိုင်နေသောအမှုတွင်တွမစိတ်တွင်မွန်းချက်ပူလာလာတော့သည်ဒီအိမ်ကလေးထဲကထွက်ပြေးလိုက်ရပါနဲ့သူတို့သားအမိနေရပမာနာကိုချရမလဲဒီအတွေးတွင်လည်းဒီအိမ်ဒီဝင်းကို သူတို့သားအပိုင်ယူ၍ဖက်တွင်နေလျက်သား ချမ်းသာသောတိုက်ပိုင်ကားပိုင်လူမျိုးတွေကကဘာမြေကြီးပေါ်မှာဒီနေရာမှလွဲပြီးအခြားခြေချားဆရာမရှိအောင်ဆင်းရဲသည့်ဒုမိသားစုအပေါ်လှုပ်ရလေခြင်းဟုရင်ထဲကစိတ်မနိုင်ခဲမရခံစားချက်များကန့်တယ်လာနေသည်ဒုမသည်မြေပြင်ပေါ်ကသင်းငယ်သောခရုကွန်လေးထဲမှ ကပ်ပါးကောင်လေးကိုကြည့်နေမိသည် သူ၏ဘဝသည်လည်းနားခိုစရာအိမ်ပိုင်မရှိသည့်ကပ်ပါးကောင်တစ်ကောင်သာဖြစ်နေမလား အင်းငယ်လေးကိုတွေ့ကက်စွာပြန်ငေးကြည့်မိရင်ရှင်သေးကမာနများကရန်ရန်ရဲ့ရဲ့လှုပ်ရန်နေ။ငေးဘွားကလည်းခုချိန်ထိအเจ้าအစင်တို့ကိုမိုင်းတွင်ငင်းနေစဉ်ထိုင်နေရာကုပ်ပြင်းအများသူ ခင်မကြီးရောက်လာသည်ခင်မကြီးသည်ခက်ခဲသောအခြေအနေအောက်တွင်တူမကိုနားလည်အောင်ဖြောင်းပြနိုင်ပြီးစေကေစုများကိုစူးစမ်းရှာဖွေနေသည်။နင့်နာကြီးယူပြီးအမှုကိုအရှုံးပေးဖို့ပြောလာသောခင်မကြီး၏စကားများအတွေ့တူမသည် ပြက်လုံးတစ်ခုပမာ ဟားတိုင်ရှိလိုက်သည်။တူမသည်ခင်မကြီးအဖေနှင့်အမေတို့မြည်မြရက်ဆက်တကြားစာနာတတ်မှု မိမြနေချောင်းလူမဆန်ချောင်းစသဖြင့်ဆွဆွဲပြောဆိုလိုက်၏ကမာကြီးသည်သူမိသားစုဘက်ကကြည်လင် လုံးဝမမားဘူးဟုတီးမခန့်ခြင်းဖြစ်တော်သည်တလောက်ဈေးတန်တဲ့မိခွဲကိုတထောင်စားပေးပြရလောက်အောင်ထိငါတို့ကယူနေတာမှမဟုတ်တာတူမသည်သူ့နာကိုသူမယုံနိုင်ငွေချမ်းသာသူတို့ရှိမြဲမာနအတိုင်းပိုင်ဆိုင်ထားသည့်မာကျော်သောစကားတန်ကိုကြောက်ကြောက်ကန်ကန်မော်ကြည့်မိဘာတထောင်စားဟုတ်လား စကားသည်ထွက်ကြမလားရင်ထဲတွင်အိုင်ကျန်နေ၏တူးမာသည်စူးမြင့်လေးအိုင်လာသောရှင်ကိုမချုပ်ထင်းနိုင်စူးစူးဝါးအသံဖြင့်အုံမိအော်ရာအော်လိုက်သည် သူတို့နေရောက်အကြာတက်ဆတက်ဆပိုးပြီးဝေးกว่าတော့မီလားခင်မကြီးသည်ရဲရဲဆက်ဆက်ပြောလိုက်မိတော့သူ့စကားအထွဲ့သူ့ဘာသာမှားသွားမှန်းသိလိုက်သည်ငါတောင်းမင်ပါတယ်ငါငါမယူရပါဘူး ဒူးမာသည်မခန့်ချိမခန့်တာနှင့်ငားများကိုဖိပိတ်လျက်ဘာတံပင်အောက်မှပြေးထွက်သွားတော်သည်ချမ်းသာပြေဆုံးသောဒူတယောက်ဤဒေါသနှင့်မာနစကားများသည် သူ့အတွက်ရက်ဆက်လွန်နေ၏တင်ငယ်ဆက်ကြောင့်လားဆုံးရှုံးရမှထိတ်လန့်တုံဝင်၍လားခံစားပုံးရှလွယ်တော်သူမြတ်သူ့နှလုံးသားသည်မျက်ရည်စများကို ထိ ंछ ုံနေစမရှိတော့ တမူးအောင်ဘဝလေးအခြေအနေမပြည့်ရအတွက်အမေဒီချန်ဝန်းနဲ့ဆက်ရုံဟောင်းတတိကိုဆက်သွယ်နိုင်စေဖို့အမျိုးမျိုးပုံပုံစူးစမ်းသည်တတိတို့မိသားစုက နိုင်ငံသားမှာအခြေချနေသည်မှာဆယ်စုနှစ်များကျော်ခဲ့လေပြီမြေဈေးတွေခေါင်ခိုက်နေသည့်ရန်ကုန်မြို့ကိုပင်သူတို့အတွက်စိတ်ဝင်စားဟန်မရှိတော့ဒူးမာတို့တားမိတာခွက်ပြောင်မိဘဝမရောက်ရင်ကမူးရှူတို့ဖြစ်နေရ၏တို့ဖြင့်ကြံ့ရစ်သောတတိအဆွေအမျိုးများထံတဆင့်ခံဆက်သွယ်ရ၏ တတ်သိမျိုးစုံရှာဖွေရ၏တရားစီရင်ချက်ချမှတ်နေသို့ရောက်လာခဲ့ပြီအခုရက်ပိုင်းအလုတ်ကခွင့်ယူ၍ကြက်ကြက်တီကတကြားတရားရုံးသို့ဒူးမကိုယ်တိုင်မသွားရဲတော့တီကတကြောင်းဖြင့်ဒူးမသည်အလုတ်ထဲမှခြေလုံးချတော်ဖြစ်နေ၏ထိုစဉ်အမေစီယာဖုံးဝင်လာသည်စကြားတော့အမေအတန်ကငူကြီးချက်မှနှင့်လိုက်ဖို့ရှိုက်ငယ်နေသောအမေအတန်သည် သူ့ရင်ကိုနာကျင်စေသည် အမေတို့ရှုံသွားပြီတမီးရဲ့ဒီဝင်းကိုစည်ရန်တတ်ထားတဲ့ဒေါ်တင်မာတို့နဲ့လက်ရှိတထေအမျိုးတွေကပဲသက်ဆိုင်နေတဲ့သူတို့ချင်းတရားတန်ချင်းညှိယူကြဖို့အမိန့်ချလိုက်တယ်အမေတို့ကသူတို့တတ်မဲ့ပေးမဲ့ရဲ့အတွင်ထွက်ရထွက်ပြေးရမယ်တဲ့ဒီမှဒီညနေခါကိုချင်းစိတ်ကိုထင်းချုံရတော့ဤငိုရုံနေသည့်အမိကိုသာပြန်လည်နှစ်သိမ့်ပြေးရအောင်မည်ရန်ကုန်မှာငားနေလို့ရတဲ့တိုက်ခန်းတွေမရှားပါဘူးအမေရဲ့တမီးတို့နေတဲ့အင်းစိတ်တဝိုင်းမှာနေရှားလို့ပေါ်ပါတယ် အမေမိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်းမဝေးမကွာပဲနေနိုင်ပါပါအမေရဲ့နော် အပိစကားမျိုးစုံပြောနေပေမဲ့ပေးရမည့်စပေါ်စရိတ်အတွေ့တွေးမိယုံနေပင်သူ့ခေါင်းတွေမူဝေချင်လာသည်လက်ရှိယူထားသည့်အိမ်ကားတွေဤစပေါ်ငွေများကိုပင် ပြန်အမ်းပေးရအောင်မည်သူတို့သားမိအိမ်ဘော်ကဖယ်ပေးရတော့မည်အတွေ့ပင်တဖက်ဖက်စီမှာနင့်နာကြည့်ရတဲ့တလားခင်မကြီးပြောခဲ့သောစကားကိုပြန်ချားမိလာသည်တရားတပောင်မဖြစ်ပဲအချက်အကြီးတပြူဖယ်မပေးမယ်ဆိုရင်နင့်နာကြည့်ထိုက်ထိုက်တန်ပေးပါမည်ဟူ၏ထိုစဉ်တုန်းကတော့သူတို့သားမိသည်တန်ချင်းမြင့်နေပြီဖြစ်သော ဒီနေရာကိုလုံးဝဖယ်မပေးနိုင်ခဲ့အခုများတော့ဘယ်ဘက်ကမှနှင်နာခြင်းမရတော့ပြီလားနှစ်ပေါင်းများစွာနေထိုင်ခွင့်ရခဲ့သည့်အတွက်ပင်ကျေးဇူးတင်ရမည်လားဘဝပင်လည်းပင်လည်းလေလော်ရင်တချိုးသည့်အဖြစ်ကိုနာကြည့်ရမလို့ဒုမသည်အိမ်သာမုတ်ခွက်ပေါ်ထိုင်ကပါဇက်ကိုဖိပိတ်ငိုနေသည်သူမျက်လုံးတွင်မြည်ရင်းနေပြီးအလုံးမှဆောစီစွာ ပြလာခဲ့သည် လူသူထူထပ်ကဆူညံနေသောပတ်ဝန်းကျင်သည်သူနှင့်ဘာမှမဆိုင်သလိုပင် ဓမလမပအထီးကျန်ညနေသည်လဲမိန်ဖြော့၍အလင်းဆက်အောင်မှရံရက်တွင်လူနေ၏မွေးနေ့ဆိုသည့်အတွေ့အထိအခုဒူးမာစီတဖဲပြန်လဲလာ၏မွေးနေ့တဲ့ဘလောက်ငူဖို့ကောင်းလိုက်တယ်လဲမွေးနေ့မှာမှအဆိုးဝါးဆုံးအဖြစ်ကို လာကြုံရလိမ့်ခြင်းလေစင်းတဲ့တိုင်းနေနေမွေးနေများသည့်အခုပင်ကင်းခဲ့ဘူးသည့်ခင်မာကြီးနှင့်အတူတူရှောင်းနေခဲ့ဘူးသည့် မုတ်ဝဲစားကြရှောက်လေကြနဲ့ကလေးတုံးကအတိုင်းပျော်ရွှင်ခြင်းနဲ့သမီးစီတိုင်းတည်းလိုက်ကြသည်ဒီနှစ်မှာတော့အကြီးတန်းမှုတက်တက်ပင်ရှိသည် အခုသူစိတ်တွင် ဖြည့်ဆွေရမရတော့ဂျိုင်းခွက်တခုရှိနေသည်ထိုဂျိုင်းခွက်ကငွေကြီးဒရဝိထုများနဲ့ဖြည့်ဆွလို့ရနိုင်ပါမလားအခုမွေးနေ့ကကလေးဘွားတို့ကဝင်းနေတွေတော့ဘာလို့ပြောရှင်စရာမကောင်းတော့တာအချို့ကပြောကြသည်ပြောရှင်ချင်းတဲ့သမီးတီမိမိကိုယ်ပေါ်မှာသာရှိသည်ဟု ပြောကြသည်ဒုမသည်နန္နာချင်းချင်းလွန်းလွန်းဆွဆွေးဖြစ်လာသည်ပျော်ရွှင်ခြင်းကိုခိုးယူစားသုံးတတ်သောနှစ်တကူများကရောတဦးတယောက်တည်းလာတတ်ခြင်းမျိုးဟုတ်ပါမလားအမှန်တကယ်မဟုတ်သောဒရဝိတုများကိုတွန်းဖယ်လွတ်ပေါက်ခြင်းပြီးဒုမဆယ်ရန်ကြသည့်နှစ်ကဖြစ်သည်ဘာသာစကားနှုတ်ပြေအောင်သောခင်မကြီးသည် ဝန်းနှင်းကိုကျွေးသောသူ့အာချစ်ချစ်ပါအောင်ဖက်ထားရှာသည်ခင်မကြီးသည်မိမိအောင်မြင်မှုအတွက်မပြောခဲ့ရသူ့အတွက်မျှဝေခံစား ရလေ၏သူကျော်ပြင်အားလက်ချောင်းများဖြင့်ပုတ်တက်ရင်အတူငိုချွေးခရရှာသည်နောက်နှင့်ဆယ်ရန်ပြန်တက်တော့လေခင်မကြီးရပါသားဆုံးကျူရှင်မတက်နိုင်တော့ဒူးမာ၏ဂိုက်ဆရာမှဖြစ်လာခဲ့သည်ထိုဒီကိုခင်မကြီးအမေကစေးချောင်းကစာများသည်ဟု အမဲပြောဆိုကဆူဆူငေါငေါညွညူဆူဆူပြောတတ်သည်ခင်မကြီးကဖပ်ခပ်ပ် ခပ်ပော့ပော့အပြုံးတစ်ခုနဲ့ပြင်ဒူးမာတီလည်းဒေါ်တင်မာဤပါဇက်ကိုကြောက်ရမယ်မသိတော့တခါတည်းမှာသူတို့နေရာလုံးဒေါ်တင်တင်မာဤစကားများကိုဆက်ကလေးဘူးကခိုးရည်ပြလိုက်နောက်ပြီးစီသေးဂျိုးဟုခေါ်သောခက်ချက်ချက်ကခါရှုပ်ရှုပ်ကောင်းလေးကြောင့်သူတို့ချင်းအမြင်ဆောင်ကစကားများပူတင်ပြီးဒူးမာတီအတိတ်ကိုတွင်းကကျုံးမိတယ် ဆုံးရှုံးမှုအတွက်နှလုံးသားကနာကျင်ရ၏အခုထက်ပိုရင်မဆုံးရှုံးရသောတန်ရုံးစဉ်ကိုသူထွေးဖက်ထားခြင်းသည်သူသည်ခက်ဖြော့ဖြော့အပြုံးစားတစ်ခုနှင့် ဖုံးစာတို့လေးမဝတ်မရေစမ်းပို့လိုက်သည်ဒီမဆိတ်လေးကိုပင်ငွေချေးတက်ဝတ္ထုများအတွေ့ဖြစ်ခဲ့ပူသောအငင်းဖက်မှုများကိုအကြောင်းပြုပြီးခင်မာခြင်းကညှင်းလိုက်လေမလားရန်သူပပရန်သူပမာမလမပါတုတ်ပြန်လေမလားထို့သို့သူ့ဘက်ကလက်ခံပေးဖို့အသင့်ရှိနေပြီလားတွေး ွေးဖက်ပေးထားပြတတ်သည့်လက်တွေကိုလွမ်းဆွနေကြောင်းလဲဒုမဝန်ခံခြင်းနေမိ၏ထိုစဉ်ဖုံးစာတို့လေးပြန်ဝင်လာသည် happy birthday တဲ့ဒီနေ့ဟာပျော်စရာမွေးနေ့တကယ်ဖြစ်နိုင်ပါတော့မလားခင်မကြီးစာပြန်သည့်အတွက်ပင်ဒုမကြီးနဲ့လိုက်ပါပြီပါပဲဖြစ်ဖြစ်မွေးနေ့ကလေးအတွက်တော့အထူးစံစံမှုတွေရော့ပါသွားနိုင်သေးရဲ့ထိုစဉ်နောက်စာတစ်စာဝင်လာပြန်သည်ဝေယာ shall we have a join နဲ့ဒုမသည်ခေါင်းကိုဥမော့ကကြည်ကြည်နဲ့နဲ့ရှိမောပြလိုက်သည် ဖုန်းမီစင်းတဲ့ကဖြစ်ဖြစ်ခဲ့ပြီးမဲ့အလို့ရနေသောဖုန်းနံပါတ်လေးကိုလမ်းခေါ်လိုက်သည်လဲထဲမှာငါးခင်စားကျင်လာအကြီးတို့ရိကံပေါင်းမှလမ်းလျှောက်ကြအောင်စို့တငယ်ချင်းကောင်းဆိုသည်မှာအဆိုပါဆုံးအချိန်တွေအတူကုန်လုံးပြည့်တတ်သောတက်ရှိရုပ်ဝတ္ထုတစ်ခုဖြစ်လိမ့်မည်ထို့ထို့သောအရာအားအချိန်အတော်ကြာဝင်းလွန်သွားခဲ့မိသည်ကိုသူပြန်နှမျောနေမိ၏သူသည်ဖုန်းထဲမှခင်မကြီးခတ်အုပ်စကားတန်ကိုပြန်ချလိုက်ရပြီနာကျင်ခဲ့သောနှလုံးသားအတွေ့နှခမ်းသားကိုဖိကိုက်လိုက်သည် ကြလူလူမျက်ရည်ဆင်များနဲ့အတူမိုးဖဲများကိုမတိချိုးချွန်ပြု မော်ကြည့်လိုက်၏တူမသည်စကားခတ်တူတူလေးရည်ရွက်ကလက်ခနဲပြုံလိုက်သည်မိုးဆက်တွေတဲ့တို့တွေလက်တွေရှောက်ချအုံစုကွယ်ကိတ်မုတ်ဆလင်ဖက်ပြမှာကတော့မောင်ရီချန်ကပ်ဘလူရေးသားထားတဲ့ဒီကတိပုံမြင်ဆိုတဲ့အကြောင်းအရာကိုဖက်ပြမှာဖြစ်ပါတယ်ဆလင်နားဆင်ပြကြပါခင်ဗျာလေကတိပုံမြင် တနေ့မှာတော့အကြံပေးပုဂ္ဂိုလ်ကြီးတဦးထံလူငယ်တဦးရောက်လာပြီးအကြံဉာဏ်လာတောင်းလေသည်။အင်းသူများတွေပြောတာဒီဆရာကြီးကအကြံပေးတာအရင်ကောင်းတယ်တဲ့။ငါလည်းအကြံဉာဏ်လေးတောင်းမှာပဲ။ဆရာကျွန်တော်ဆရာကြီးအကြံဉာဏ်တစ်ခုလောက်တောင်းချင်လို့ပါ။အင်းပြောပါဦး။ဘာအကြံဉာဏ်တောင်းမှာလဲ။ဒီလိုပါဆရာ။ကျွန်တော်ကအောင်မြင်မှုကိုဆောင်လောင်နေတဲ့လူငယ်တစ်ယောက်ပါ။ဒါကြောင့်အချိန်တိုအတွင်းမှာအောင်မြင်ဖို့နေတန်လေးတောင်းချင်လို့ပါ။ อืมလို့ခြင်းနေဆိုရင်တော့ပြီးမှာပေါ့ဒါပေမဲ့ဆရာအချက်မပေးခင်ဆရာ့အလုပ်တခုလုပ်ပေးရမယ်ဘလို့လဲလုပ်ပြီးမှာလားလုပ်ပေးပါမယ်ဆရာခဏအတွင်းအောင်မြင်မဲ့နီလန်းကိုသာရမယ်ဆိုရင်ဆရာခိုင်းသမျှလုပ်ပေးပါမယ်ကောင်းပြီဒါဆိုဆရာအိမ်အတွက်လေကားတခုလုပ်ခဲ့ရပြီဆိုရင်ဆရာစီ နောက်ထပ်ပြန်လာခဲ့ဒီလိုနဲ့လူငယ်လေးဟာလေကားတခုကိုလုပ်ပြီးဆရာကြီးထံကိုနောက်တစ်ခေါက်ပြန်လာခဲ့လေသည် လေကားရခဲ့ပါပြီဆရာကဲပြောပါဦးဒီလေကားကိုဘယ်လိုရခဲ့တာလဲပထမဆုံးကျွန်တော်တောကိုသွားပြီးလိုအပ်တဲ့အသားတွေရဖို့တိုက်ခုတ်ပါလေဆရာပြီးတော့လိုအပ်တဲ့ပုံစံရဖို့တစ်သားတွေကိုခွဲချမ်းစိတ်ဖြာပါလေအသားတွေလိုတဲ့ပုံစံရတော့တထစ်ချင်းတက်ဆင်ပါလေတိတ်မကြပါဘူးဆရာဒီလေကားကိုရလာတာပါပဲဒီလေကားကိုတခါလေးရခဲ့တာလားလိုသားတွေစုပြီးမှရခဲ့တာလားအာတခါလေးတော့ဘယ်ရပါမလဲဆရာရဲ့ ကျွန်တော်ကိုယ်တိုင် လိုတာတွေစုပြီးလှုပ်လာခဲ့ရတာပါအေးကွမင်းလိုတဲ့အောင်မြင်မှုဆိုတာလည်းဒီလိုပဲတခါတည်းနဲ့အောင်မြင်ဖို့တော့မဖြစ်နိုင်ဘူးမင်းလိုချင်တဲ့အောင်မြင်မှုကဘာလဲဆိုတာသိရမယ်ဥပမာအခုမင်းလှုပ်ခဲ့တဲ့လေကားလိုပေါ့ကွာလေကားကိုလိုချင်တော့လေကားအတွက်လိုအပ်တဲ့အရာတွေကိုစုဆောင်ရတယ်ပြီးမှလှုပ်ယူရတယ်ဒီလိုပဲမင်းလိုချင်တဲ့အောင်မြင်မှုကိုရဖို့အတွက်လိုအပ်တဲ့အရာတွေကိုစုရမယ်ပညာလိုရင်ပညာငွေလိုရင်ငွေပေါ့ တနေ့တနေ့နဲ့နေ့တွေများလာတော့တပြည့်ပြည့်နဲ့ပြည့်စုံလာမယ်။ကိုယ်မှလိုအပ်တဲ့အရာတွေပြည့်စုံလာပြီဆိုရင်မင်းလိုချင်တဲ့အောင်မြင်မှုပန်းနိုင်ကိုရောက်ဖို့တည်ချပြီပဲ။ပန်းနိုင်အတွက်ကိုယ်မှလိုအပ်တဲ့အရေးချင်းပြည့်စုံပါရဲ့နဲ့တခါရဲမအောင်မြင်ဘူးဆိုရင်နောက်တခါပြန်ကြိုးစား။နှခါမရသုံးခါပေါ့။ဒီလိုကြိုးစားလိုက်ရင်မင်းလိုချင်တဲ့ပန်းနိုင်ကိုရောက်မှာပါ။ဒီလိုမှမဟုတ်ပဲအောင်မြင်မှုအတွက်လိုအပ်တဲ့အရာတွေကိုအချိန်ပေးပြီးမစုပဲ။တခါရဲအောင်မြင်ချင်တယ်ဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူး။ အဲ့ဒီအောင်မြင်မှုကိုတောင်းတနေမယ်ဆိုရင်လည်းတသက်လုံးအောင်မြင်မှာမဟုတ်ဘူး။များသောအားဖြင့်လူငယ်တွေကအောင်မြင်မှုထံပင်ပန်းခံပြီးမသွားကျင်ကြပဲထိုင်ဆောင်ရင်းနဲ့သာတမိုးရှိတဲ့အချိန်တွေကိုဖြုံးပြစ်နေကြတာ။အမှန်ကအဲ့ဒီဖြုံးပြစ်နေတဲ့အချိန်တွေကိုအောင်မြင်မှုပန်းတိုင်းအတွက်လူလာတွေကိုလေ့လာစုဆောင်းပြီးအောင်မြင်မှုဆိုတဲ့ပန်းတိုင်းစီကိုအရောက်သွားမှာ။ဒါကြောင့်ဆရာမင်းကိုအကြံပေးချင်တာကအောင်မြင်မှုဆိုတာကိုထိုင်ဆောင်ပြီးအချိန်ဖြုံးဝင်နေပဲအောင်မြင်မှုထံကိုကိုယ်တိုင်ပုံမှန်လေ့ချီတက်သွားပါလို့အကြံပေးချင်တယ် ဒီလိုဆိုရင်လိုချင်တဲ့အောင်မြင်မှုပန်းနိုင်ကိုရောက်မှာတည်ကြပါတယ်ကျွန်တော်တဘောပေါက်သွားပါပြီဆရာတက္ကသိုလ်တက်လို့ကျွန်တော်တို့မှာဘွဲတစ်ခုရထားပြီမဲ့ကျွန်တော်လိုချင်တဲ့ပန်းနိုင်အတွက်လိုအပ်တဲ့ပြင်ဆင်မှုဘာတစ်ခုမှမရှိသေးပါဘူးစိတ်ချပါဆရာလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးကျွန်တော်သတ်မှတ်ထားတဲ့အောင်မြင်မှုထံမရောက်ရအောင်ကိုကသာအရောက်သွားနိုင်ရင်ဘယ်အောင်မြင်မှုကမှအဝေးကိုပြေးမတော့ဆိုတာကျွန်တော်ယုံပါတယ်ကျွန်တော်အချိန်တွေကိုကောင်းကောင်းအသုံးချပြီးအောင်မြင်မှုထံဖြည်းဖြည်းမှန်မှန်သွားပါတော့မယ် ပြင်စမှုမရှိဘဲအောင်မြင်ခြင်းတဲ့စိတ်ကိုလည်းအခုချက်ချင်းပြင်လိုက်ပါပြီ။ဒီလိုပဲဖြစ်ရမှာပေါ့ကွာ။တနည်းမင်းအောင်မြင်မယ်ဆိုတာဆရာယုံကြည်ပါလေ။ကျေးဇူးပါပဲဆရာ။ပြင်စမှုတွေနဲ့အတူအောင်မြင်မှုထက်အရောက်သွားနိုင်ကြပါစေ။အောင်ရည်ချမ်းကံဘလူးဆက်လက်ဖျက်ချင်တာကတော့ကိုကောင်းမြတ်ရေးသားထားတဲ့မနေ့အိယာထချိန်တွင်လောက်ရမဲ့အလုပ်လေးတွေကိုပြောတာပြောပြထားတဲ့အကြောင်းအရာလေးကို ဖျက်ပြခြင်းပါတယ်။မနေ့အိယာနိုဘီဆိုတာနဲ့ဒီအချက်တွေနဲ့စတင်လိုက်ပါ။ရှင်းတစ်ခွက်တောက်ပါ။တညလုံးအိတ်ထားတာကြောင့်ခနာကိုဟာရှင်းတဲ့လိုအပ်နေပါပြီ။မနေ့ခင်းမှာရှင်းတောက်ခြင်းဖြင့်စမရေးကိုအထောက်အကူပြုစီပါတယ်။လေ့ကျင့်ခန်းလုပ်ပါ။ခြင်းဆွနိုင်အောင်ဆုံးပါပဲ။အကြောင်းမျိုးကြောင့်ခြင်းမဆွနိုင်ရင်ဟောင်းဝက်ကတော့မှမဟုတ်ရောဂါဆော့ပါ။ လေ့ကျင့်ခန်းလုပ်တာခနာကိုမတင်မဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာကိုပါပို့ပြီးတမ်းမစီပါတယ်ရှစ်ဆက်သွားမယ်ခရီးတွေပို့ချမ်းဖို့တွေ့ရှိဖို့များပါတယ်ပြိုလဲမသွားအောင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတမ်းမနေဖို့အရေးကြီးပါတယ်ဖုန်းလုံးဝမသုံးပါနဲ့အဲ့ရထားတာနဲ့ဖုန်းကိုချက်ချင်းကောက်ကင်ပြီး social application ကိုလုံးဝမသုံးပါနဲ့မနေ့အဲ့ရနုံနိုချင်းအကြည့်တက်လေးနဲ့ဖြတ်တန်းလိုက်ပါတရားထိုင်ပါကျွန်တော်တို့ဒီနေ့ကို15မိနစ်ခန့်တရားထိုင်ဖြစ်တယ်နနေ့ဝင်ချင်းရှိပါပြီ တရားတွေပေါင်နိဗ္ဗာန်ရအောင်ထိုင်နေတာပြုံမဟုတ်ပါဘူးလက်တွေ့အချို့ကပြစ်စုံဝင်တက်တက်မှနေနိုင်တယ်အကောင်းနဲ့ဂျုံဂျုံအဆိုးနဲ့ဂျုံဂျုံတီတီငင်ငင်နဲ့ရင်ဆိုင်လာနိုင်တယ်ပြီးတော့အလုံးလုံးတဲ့အခါဖြစ်ဖြစ်စဖက်ရင်ဖြစ်ဖြစ်အချင်းအကြာကြီးအာရုံစိုက်နိုင်လာတယ်အဲ့ရဝင်ချိန်ဖြစ်ဖြစ်အဲ့ရထချိန်ဖြစ်ဖြစ်တရားထိုင်ဖို့ကိုတိုက်တွန်းလိုက်ပါတယ် healthy food မနေ့စာကိုကျမိုင်းနဲ့ညညွတ်တဲ့အစားအသောက်ကိုစားပါပွပွင့်လင်းပြောရရင်ကျွန်တော်လည်းမနေ့စာကိုဖြစ်တယ်လို့စားတတ်တဲ့အထက်မှာပါပါတယ်ခုနောက်ပိုင်းအကျင့်ပြင်ပြီးတခြားစားတောက်ပြီးပြောင်းလဲနေပါတယ် ပတ်စံကုန်မဲ့အတူတူဗျာကျမကြီးမထိခိုက်အောင်ပဲစားတော့တာပိုကောင်းတာပေါ့မနေ့စာကတနေ့တာလုံးမဲ့အလုပ်ကိုလည်းအများကြီးတက်ရောက်စေပါတယ် to do list တနေ့တာအတွက်လုပ်ရမယ့်အလုပ်တွေကိုအစီအစဉ်စနစ်တကျဖြစ်အောင်ကြိုးဆွဲထားပါစောက်ဖက်ပါကျွန်တော်ကတော့များသောအားဖြင့်ရတစာပေတွေမဖက်ဖြစ်ပါဘူးသုဒ္ဓစာအုပ်တွေဖတ်တာများပါတယ်ဖတ်တဲ့စာအုပ်တွေလည်းအခါအားလျော်စွာဖတ်ထားပါတယ်ဖြစ်နေရင်ဖြစ်နိုင်ရင်တနာရီခန့်အနည်းဆုံးဆက်မျက်နှာဆက်မျက်နှာလောက်တော့ဖတ်ပြန်အောင်ကြိုးစားပါဒါဆိုရင်တနေ့တာရဲ့မနေ့ခင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်လိုက်ပါပြီခင်ဗျာကိုကောင်းမြတ်အခုလိုချိန်ပေးနာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးထူပဲတင်ရှိပါတယ်အားလုံးပဲဘေးရန်ပေါင်းကင်းဆင်ပြီးကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ